ဒီဆိုတော့ဆရာ IG system တက်ပဲ OSS စီတက်မယ်ဆိုအဆင်ပြေလားမြန်မာကျောင်းက grade 11ပြီးထားပါတယ်အဆင်ပြေတယ်လို့လည်းပြောလို့ရတယ်လို့အဆင်မပြေဘူးလို့လည်းပြောလို့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးသောအကြံပေးမှုပေးရတခုပေးရမယ်ဆိုရင်လေဒီ OSS စီတက်ဖို့ကြောင်းယူရတဲ့ကြောင်းရှိမယ်လို့ထင်တယ်ဗောနော physical ပဲဖြစ်ဖြစ် online ပဲဖြစ်အဲ့ဒီကျောင်းက representative ဖြစ်ဖြစ်ဒါမှ education advisor ဖြစ်ဒါမှလည်းဒီဟို supervisor လိုမျိုးပေါ့နော်ဒီ education ပိုင်းဆိုင်ရာဆွေးနွေးပေးတဲ့လူတွေရောပဲတေချာမေးပါလို့ပြောချင်တယ် ဥပမာကျွန်တော်က IGCSC ဖြည့်လိုက်လို့ OSSC join ရင် yes OSSC program ကြီးက grade 9 grade 10 grade 11 grade 12ပေါ့ကျွန်တော် grade 12ကိုတန်းတက်လို့ရတယ် IGCSC ပြီးရင် OSSC ရဲ့ grade 12ကိုတန်းတက်လို့ရတော့ញည်နေဆိုပြီးတော့ပြောရပေါ့နော်ဒါပေမဲ့ grade 11အစိုးရကြောင့် grade 11ပြီးထားလို့ OSSC ကို၄နှစ်လုံးမတက်ဘဲနဲ့ဂျားတွေကဖြတ်တက်လို့ရနိုင်မလားတော့မပြောတတ်ဘူးတော့မသိကြောင်းပေါ့နော်ကျွန်တော်ဒီကိစ္စတော့တေချာတော့မသိဘူးအဲ့တော့ဒီ advisor တယောက်နဲ့တေချာဆွေးနွေးတိုင်ပါလို့ပြောခြင်းတယ် ဒီ OSSC တက်မှာလည်းကိုသွားတက်မဲ့ college university က OSSC နဲ့လက်ခံတာတေချာတယ်လို့တက်တယ်လို့လည်းတက်တယ်လို့ထင်နေပါတော့အဲ့လိုပဲအဲ့လိုမှသာတက်ပါလို့ကျွန်တော်တို့ပြောနေတယ်ပါတော့ OSSC က A level လောက်တော့ဟို university option မများဘူးကနေဒါတော့မှ province တစ်ခုကပေးတဲ့ qualification တစ်ခုတာဖြစ်တယ်ပါတော့ကနေဒါတနိုင်ငံလုံးကိုကုစားပြုထားတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြီးတော့ရှိရပါတော့ဒါလည်းသိမယ်လို့တော့ကျွန်တော်ထင်တယ်ပါတော့အဲ့တော့အကောင်းဆုံးအကြံပေးမှုကတော့ IGCSE ပြီးရင် IGCSE မတက်ပဲတက်ရင်အဆင်ပြေလားဆိုတော့ဟိုလိုမျိုး skill set အရာ IGCSE curriculum မှာမတင်မတင်ထားမယ် grade 11ကြီးပဲပြီးရပြီ OSSC လေ့လာရအဆင်ပြေတာအင်္ဂလိပ်စာကောင်းရင်တော့ AACC ပါပဲ grade 9စာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက grade အစိုးရကျောင်းတော့ grade 11ပြီးထားပြီအဆင်မပြေကြအောင်တော့မရှိဘူးပေါ့နော် IGCSE ပြီးလာရင်တော့ grade 12ကိုတန်းပြီးခေါ်လိုက်ရ grade 12ဆိုတာ OSSC ရဲ့ grade 12ကိုတန်းတက်လို့ရနိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျောင်းနေပုံမှာတော့မူတည်တယ်ဒါပေမဲ့တော့ကိုကတက်မဲ့ကျောင်းပုံမှာတက်မဲ့ကျောင်းကိုရွေးထားတယ်ဆိုတော့အဲ့ကျောင်းကတော့နည်းနည်း qualify ဖြစ်တဲ့ကျောင်းလေးတော့ကျွန်တော်ကောင်းကောင်းလေးရှာပါလို့ပြောနေတယ်နည်းနည်းလေး စူရွာပေါ်ပေါ်ပဲပဲကြောင်းလေလေရှိတဲ့ရှိနေတာမို့လို့ပေါ့နော်ဆိုတော့ဒီဟာလေးကိုတော့တခြားတတိထားစေခြင်းနဲ့တေချာရှာပါပေါ့နော်ဒီအကြောင်းတစ်ခုကောင်းကောင်းတွေ့ပြီဆိုတော့တေချာတိတက်နားလေလေတိုင်ပင်ပြီးတော့ဥမာ grade 11ပြီးထားတယ်ဒါဆိုရင် OSS စီကို join မယ်ဆိုရင်ဘယ်လောက်ထက်တတ်ရမလဲဘာလို့တော့ credit based system ဖြစ်တဲ့ကြောင့်မလို့ exam နေတော့ပါတော့ပါတယ်ပေါ့နော်ဒါပေမဲ့ credit based system ဖြစ်တော့ IGCSE A level လိုမျိုးပြင်ဆင်ပြီးဆောင်မိုးပဲဖြစ်ရတာမဟုတ်လို့ကိုကအဲ့ credit တွေအကုန်လုံးအချိန်တိုတွင်းမှာကော့ကိုရအောင်ယူနိုင်တယ်ဆိုလည်းအချိန်အမြင်ပြီးသွားနေတယ်အဲ့တော့ပထမဆုံးမေးခွန်းရဲ့ ဟိုရိုးရင်းဖြေပြရမယ်ဆိုတော့ခုနလိုပဲဗောနော်အစင်မဲပြည်နိုင်ရောအစင်လည်းမပြည်နိုင်ဘူးဗောနော်အကောင်းဆုံးချက်မျိုးကတော့တခြားတိုင်းမင်မှာတိုင်းမင်ပြီးတော့ကိုယ့်အတွက်ကိုယ့်အချင်းကိုတန်ဖိုးထားရလို့တော့ဆိုတော့အချင်းကိုတူတူနဲ့ဘယ်လိုမျိုးပြီးနိုင်လဲဒါမျိုးပဲအဲ့ဒီ OSC တက်မဲ့ကျောင်း representative ဆိုမှု advisor နဲ့တခြားဆွေးနွေးတိုင်မင်မှာလို့ပြောချင်ပါတယ်ဗောနော်